ဘွယ်ပရက်ရှာတန်းခံနိုင်တယ်ကွာလေအဲ့ဒါကြီးပဲအတူတူပဲသိရမလားထိန်းထိန်းထိန်းချုပ်ထားနိုင်မှာရပါအဲ့ဘွယ်ပရက်ရှာတန်းကဟိုကဒီ local အသင်းတွေထဲမှာဆိုတော်တော်လေးဒီလူငယ်ပလေယာလေးတွေအရန်ကောင်းလာတာတွေတွေ့ရတယ်ဒီအဲ့ဒါမျိုးအပေါ်မှာဒီ wife အနေနဲ့ဘယ်လိုမြင်လဲပေါ့ဒီသူတို့ရဲ့ဒီပုံစံတွေဒီ sort of play style တွေနဲ့ဒီအရင်ကျူတွေပေါ့အဲ့ဒါတွေပေါ့ဘယ်လိုမြင်လဲဒီအဓိကဒီ gain นี่ဆိုတာမျိုးက generation နဲ့တွားတာပြအခုကကျတော့တက် generation ကိုရောက်နေပြီဗျာလာ first generation မှာ player တွေလာအကုန်နားကုန်ပြီကျော်လဲ first generation က player တွေပဲဗျာအဲ့ဒီက player တွေမှာတယောက်မှမရှိတော့အဲ့ second generation မှာလို့ယင်ကန်တို့ဘာလို့ပါလဲဗျာကန်တို့ဒီမှာတခြားထွန်းတောက်လာတဲ့ state တို့ဘာလို့အများကြီးရှိခဲ့တယ်ဗျာသိရမလားအဲ့ဒီနေမှာလောလောလောလာ second generation နဲ့မှာလုံးပြနိုင်တာကလို့ falcon နဲ့ဟိုလာကန်တို့လောက်မရှိအောင်မယ်အခုလောက်မှာတက် generation ကိုဗျာ player တက်လေးတွေပါမယ် ကြားသေးမလားခုခုမှတက်လာတဲ့ဟိုဝိုင်ကျချင်းကလာတော့ပါခုတက်တက် generation ပဲဟုတ်တယ်ဒါခုနောက်ပိုင်းမှဒီအရန်ကောင်းလာတဲ့ player လေးတွေပေါ့ဒါပေမဲ့ဘယ်လိုမျိုးလိုအပ်လဲခုတော့အဓိကအဲ့စိတ်ပွဲတွေများများဆော့ဖို့လိုအပ်တယ်ဟုတ်လဲခုတော့တော်နာမန့်အကြီးကြီးရောက်လာလို့ရှိရင်လည်းမတူတော့ဘူးဒီစိတ်ပွဲတွေများများဆော့တာမှအဲ့ပွဲတန်ကိုများများခံနိုင်မှဒီကောင်ကအဲ့ international ပွဲတွေမှာတိုးပေါက်တာလေဒီမှာဒီမြန်မာနိုင်ငံပွဲမှာ online ဆော့တယ်ပြီးရင် grand final ရောက်တဲ့အချိန်မှာနှစ်ပွဲသုံးပွဲလောက်ပဲစိတ်ပုံမှာဆော့လိုက်ရတယ်အဲ့လိုမျိုးအချိန်မှာဘာမှမတူဘူး ဟုတ်လားကြောစိတ်ပေါ်မှာအမြဲတမ်းလက်ရင်နေမှာဗျာရင်နေမှာအဲ့ international ပွဲတွေမှာဟောကောင်နဲ့ရှင်တီးနိုင်မှာဟောကောင်နဲ့ဘာလဲကြော NBA တွေကတော့ရှောက်လာတာနှစ်လနှစ်လနှစ်လတိတိတော့ရှောက်တော့ရှောက်ပွဲဆော့ရတယ်စိတ်ပေါ်မှာတော့ရှောက်ရှော့တယ်အောက်မှာ final အားပေးတယ်တော့ရှောက်ရှော့တယ်ချိန်မှာဒီကောင်တို့ကလုံးဝကျင်သားရပြီဒါအဲ့မှာအဲ့မှာ NBA နှစ်လ stage ရှိမယ်ပြီးလို့ရှိရင်အဲ့ Grand Final တွေ Grand Final stage stage pressure playoff stage pressure အကုန်လုံးကကြော်ဖြတ်သွားပြီဒါအဲ့ချိန်မှာအဲ့ချိန်အကုန်လုံးကြော်ပြီးသားချိန်မှာပွဲတွေတကယ်ပွဲအဲ့ international ပွဲတွေရောက်တဲ့ချိန်မှာဒီကောင်တို့ဘာမှဖြစ်တော့ လက်တုံနာတွေလက်တုံနာတွေနောက်ဆုံးဒီအားပေးတဲ့ပရိသတ်ကအစသူတို့စီမှာယင်ပါနေဘာလို့ဒီမှာနောက်ဆုံးကိုရီဒီမှာ main shape ပွဲလုပ်ပြီးဆော့လဲအောက်ကပလေယာအောက်ကဖန်အယောက်ပေါင်းလို့50လောက်ပဲရှိတဲ့ဟာမျိုးနဲ့သူတို့စီမှာဒီ MBN ဆော့ဆော့ဒီ playoff final ပဲဆော့ဆော့သူတို့စီမှာပရိသတ်ကအောက်မှာအများကြီးနဲ့ဆော့ရတာဆိုတော့အဲ့ဒါလေးတော့ကွာတာပေါ့ဒီ local player တွေနဲ့တော့နောက်တစ်ခုကဒီလွန်ငယ်ဒီလွန်ငယ် player တွေပေါ့ဒီ တချို့ဆိုလို့ရှင်ဒီမြင်နေရတယ်ဗျာဒီမှားတာလေးတွေမှားတယ်ဆိုတာကဟိုလိုမျိုးဒီဂိမ်းဆော့တဲ့အမှားဆိုတာတည်းဒီပရော့ဗျန်ဖြစ်တာမျိုးတွေဒီနည်းနည်းလေးလက်ကောင်းလာပြီဆိုတာနဲ့သိရမလားကြွေပြချင်တာမျိုးလေးတွေပေါ့အဲ့လိုလူငယ်တွေပေါ့ဒီဘလို့ဘာများပြောချင်နေလဲဒီမိုင်းအနေနဲ့ဒါတော့ဖြစ်ရမှာပဲဒါတော့တော့ဖြစ်ရမှာပဲဘာလို့လဲဆိုတော့အဲ့လိုမျိုးကိုကူကို confidence ရှိရမယ်နောက်တစ်ခုကနောက်တစ်ခုကသိရမလားငါလုတ်ပြနိုင်တဲ့ခါကိုတက်သိပြနိုင်ရမယ်အဲ့လိုသဘောမျိုးပေါ့အဲ့လိုမျိုးဖြစ်နေအဲ့လိုမျိုးဖြစ်မှာ ဟိုကတိုးတက်မှာဗျာတိုးလည်းတိုးတက်မယ်သိရမလားအခုမှဗျာအဲ့လိုမျိုးလှုပ်လိုက်လို့မောင်းသွားရပဲဒါအဲ့မားယူဖီးကျဲလို့မရအောင်ဒီမှာမမားဝါဆိုတာငါဖင်ရလိုက်တာကွာငါမဖင်ဆိုင်ကန်လာလည်းမသိဘူးဗျာအဲ့လိုမျိုးလှုပ်လို့မရအောင်ဒါမှမဟုတ်အဲ့လိုမျိုးမှသိရတော့ကြာရင်အဲ့လိုမျိုးချိန်မှာရတယ်နောက်တစ်ခေါက်ထပ်လှုပ်မယ်ထကြုံးမယ်အဲ့လိုမျိုးဖြစ်တဲ့ player ကြီးပဲတိုးတက်တာဗျာဘာလဲကတော့ဘယ်လိုမျိုးကျွန်တော်တို့ player ချင်းရှင်ပြရမယ်ကိုရှင်ပြပဲကြည့်လိုက်ဗျာဒီကိုလို့ရင်ဒီကောင်ကိုဖင်ရတယ်ကိုကို proud ရင်ဖြစ်တယ်ဒါပေမဲ့ဒီကောင်ကိုသူ့ကိုယ်သူဆိုင်ကန်ရတော့မယ်ကွာသိတယ်ဒါပေမဲ့ဆိုင်နေချင်းကွာဘာဖြစ်ဘူးရှင် နောက်ခါနောက်ခေါက်ထပ်လုပ်တယ်ကွာပြင်မလားအဲ့လိုမျိုးအချိန်မှာတိုးတက်တယ်ဗျာသိတယ်မလားအဲ့လိုမျိုး pressure down ကိုအဲ့လိုမျိုးကိုကိုတွန်းလှန်နေတယ်လို့တွန်းလှန်နိုင်မှုလို့ရဗျာတချို့ player လေးကိုရှိတယ်ဗျာလောကအဲ့လိုမျိုးဖြစ်မှာကူလို့အဲ့လိုမျိုးဖြစ်မှာကူလို့ဖိနှိပ်မရအောင်ဘာမှမလုပ်ဘူးဒါပေမဲ့ chip လေးပဲ short တယ်ပွဲတွေရောက်လို့ရှိရင်ကွက်တွေပါညာလည်းပြဖို့လည်းမကြိုးစားတော့ရှဲကံမှာကူလို့ဗျာသိရမလားကိုကိုလည်းရဲမလုပ်တော့ဘူးအဲ့လိုမျိုးဖြစ်တဲ့ player ကြီးတော့ ကြောက်စိတ်နဲ့အသက်ရှင်နေရလို့ပဲဗျာသိလားအဲမော်ဒီ game လွတ်လပ်ဘူးပေါ့တို့ဒီ game ဆော့ရတာအဲ့တော့ဘာအုံနောက်ကလည်းအဲ့တော့ဘာမှထပ်ပြီးတော့အပိုထွက်လာဖို့မမြင်တော့ဘူးပေါ့တို့ရဲ့စိတ်ကိုလိုက်ထိန်ချုံနေရတော့အဲ့လိုမလွတ်လပ်ဘူးဆိုတော့ကတို့တက်ဆော့လာအဲ့လိုချက်တီးွားတယ်ဗျာသိလားချက်တီးွားချိန်မှာနောက်ပိုင်းမှာတို့ရဲ့တလန်းတွေကတက်တော့ပဲနဲ့ဒီ player ပုံမှန်ဝမ်းကွာသိမလားဒီ player ကို follow ပါဦးပါညာပြီးတော့တင်းကြီးတွေကလည်းလို့မြင်သွားတာပေါ့နော်နော်နည်းနည်းလေးအဲ့လိုဒီစိတ်ကအဲ့လိုချုပ်တီးထားတဲ့အချိန်မျိုးမှာရှုံးမွေးတဲ့ပွဲလောက်တွေ့လိုက်ရရင်သွားပြီတို့အဲ့ဒါလွတ်သွားတာမျိုးဖြစ်သွားတာပေါ့ဒီပွဲထဲမှာဆိုလို့ရှင်ပွဲ pressure တန်းခံနိုင်တယ်ကွာလေ အဲ့ဒါကြီးပဲအတူတူပဲသိရမလားထိန်းထိန်းထိန်းချုပ်ထားနိုင်မှာရပါအဲ့ blood pressure တန်းကဘာ pressure တန်းကဗျာလူတိုင်းမရှိဘူးမဟုတ်ဘူးလူတိုင်းရှိတယ်လမ်းရှိတယ် state pressure blood pressure သိရမလားဟိုဘက်တင်းက enemy တင်းရဲ့ enemy တင်းရဲ့နာမည် pressure ပေါ့ဗျာဥမာဗျာ enemy တင်းမှာအဲ့လိုမျိုးကိုကလူငယ်တက်တက်ရှောက် player ပြီးပါတာဟိုဘက် ONG နဲ့တွေ့ရဗျာကိုင်ရီကိုင်ရီရောဆန်းမှာဖိနှမကိုင်ရီချမ်းကြီးကိုရွေးလို့ဖိကျဲနေလို့မရဘူးဗျာသိရမလားဒီမောင်လည်းတီးရဲွားဘူးရွေးလို့မျိုးရှိနေရှိတယ်ထဲ့နိုင်မှာ ဟိုရမှာရမှာဗျာသိရမှာနော်အဲ့ဒါဒီစောနာဒီအိုနစ်ဂျီဆိုလို့ဒီဆက်မိွားလို့ပေါ့ဒီပြီးခဲ့တဲ့ဒီမက်သစ်စီတွားပြိုင်နေပွဲမှာဆိုရင်ဒီစလန်ဂိုရက်ဂျိုင်းယာဖိုင်နယ်ရောက်သွားတယ်ဒါပေမဲ့အဲ့ဒီစလန်ဂိုရက်ဂျိုင်းယာအောင်ကြတော့နိုင်ခဲ့တယ်ဒါပေမဲ့နောက်တစ်ဆင့်ဒီတွေ့တဲ့ပွဲမှာကြတော့ဒီ3-0ဆိုရရလနဲ့ရှုံးခဲ့တဲ့အပေါ်မှာတော့ဒီဘာတွေကွာခြားွားတယ်လို့မြင်တယ် အဲ့ကွာချောင်းသွားလဲဆိုတော့ကျွန်တော်က player ကတော့ကျွန်တော်ပို့ပို့ပြီးတော့တီးတီးတိနိုင်တယ်ဗျာ။ဘာလို့လဲဆိုတော့ Onin နဲ့အဆာကြီးနဲ့မှာအတင်းကြီးအတူတူပဲ။ဒီလိုမျိုးကွာချောင်းသွား။ဘာကွာသွားလဲဆိုတော့ Onin ကအဲ့မသက်ရှိရဲ့ Sacred Blood Partner ဗျာ။ဒါ Sacred Blood Partner Sacred Blood Partner Sacred Blood Partner ဆောင်းနေနေမှာဒီကောင်ကြီးရဲ့ဘာ shot တက်တယ်။ဥမာဗျာကန်ကလို့ချင်း last shot ဆောင်းကျန်တယ်ဗျာ။ဒီမှာနိုင်ငံက last shot ကျန်ကုန်ပြရပဲ။အဲ့ချိန်မှာအဆာကြီးကမသိဘူး။အိုနေကတည်တယ်။အဲ့လိုသဘောမျိုးပြတယ်။အဲ့လိုသဘောမျိုး။အဲ့လိုသဘောမျိုးတည်ရချင်းမှာအဲ့ဒီမသက်ရှိရဲ့ hero တွေပိတ်တယ်။ ဒီမှာသူရဲ့ကောင်တာဒရိုက်တွေထုတ်တဲ့အချိန်မှာမက်ဆေ့ချ်ကြီးကဘလို့မှလုံးလို့မရဘူးဗျာဘလို့မှလုံးလို့မရဘူးအရှာကြီးကကျတော့သူရဲ့ဟီရိုဘူးလည်းမသိဘူးစကရင်ပါတာနာလည်းမဟုတ်ဘူးတခါလေးဒီမှာတလားနေမှာတပွဲနှစ်ပွဲတော့မဆော့တာစိတ်ပုံမှာမက်ဆေ့ချ်ဆော့ပြတလောက်ပဲမြင်လာတဲ့အသင်းတွေအဲ့လောက်ပဲမြင်လာတော့အဲ့လောက်ပဲမြင်လာတော့သူရဲ့တကယ်ဟီရိုကြီးမသိပဲအချိန်မှာတော့ပြေးလိုက်တယ်ဗျာဒီမှာပြီးရင်တော့ရှင်းပါပဲလေဒီမှာဒါတော့ပါဒီဂိမ်းရဲ့သဘောကတော့အပိုင်ကြီးတို့ရရင်ရှင်းတယ်ဒါပေမဲ့ဒီမှာရှင်းခံလိုက်ရတာပေါ့ဒီဟာကိုအဲ့ဒီဟာကိုသိလိုက်ရတဲ့အချိန်မှာကျွန်တော်ဒီပြိတ္တတယောက်အနေနဲ့အတွေးဝင်လာလေးတစ်ခုပေါ့အဲ့ဒါမျိုးဒီကိုဟီရိုတွေကိုပိတ်လိုက်မယ်ဆိုရင်ဒါက ဒီလိုရှုံးထွက်အဆင့်မဟုတ်ပဲ final မှာအပိတ်ခံမယ်ဆိုရင်ရောပြန်ဖြီးဖို့ဒီ plan B အနေနဲ့ရှိတဲ့လို့ထင်လာပါရဲ့အနေနဲ့ရှိတဲ့ရှိအောင်ပေါ့ဟုတ်တယ်ထင်တယ်ကျွန်တော်ကတော့ရှိရမှာပဲဟုတ်လားကတော့ချန်ပီယံဖြစ်တဲ့တင်တန်းကြည့်လေဟုတ်တယ်ချန်ပီယံဖြစ်တဲ့တင်တန်းကိုကြည့်လိုက်ဒီအဓိကကောပလီယာကိုထိန်းပြီးတော့ပိတ်တယ်ဟုတ်တယ်ဒီဟီးရိုလင်းကားကောင်သူ့တစ်ကောင်နဲ့ရွေးပိတ်လိုက်တယ်ပိတ်တယ်တခြားကောင်ကိုင်းတယ်ကွာတခြားကောင်ကိုင်းမရှင်းတယ်ကွာအဲ့လိုမျိုးဖြစ်သွားတာပဲအဲ့လိုဟိုအဲ့ဒီဟိုကောင်နေမဲ့ကြည့်လေလက်ကွက်လက်ကွက်အဲကာဒီကြီးလို့ပါဘူးပဲကြည့် ကာဒီကြီးတို့ဘာလို့ပဲကြည်သိရမလားဒီကောင်းနေအဲ့ဒီလွန်ခဲ့တဲ့ M2 သိရမလား M2 လောက်ထဲကစရပြီးချမ်းလာတာဗျာကာဒီကြီးတို့ဘာလို့လို့ရင်အဲ့ဒီကဒီကောင်းကြီးတို့ပိတ်ခဲ့တာပဲအဲ့ချိန်နေရဒီကောင်းလန်စလောခုချိန်ကြီးကိုဘယ်မှပြင်မကရဲတာအဲ့ကောင်းကလည်းလန်စလောသိရမလားကောင်းကလည်းကလောက်သိရမလားဒီလိုဘရိုဒီအဲ့ဒီကအဲ့ဒီကနေပြီးတော့ပိတ်လာတာနောက်ပိုင်းကြီးတို့တန့်ကျင်လာတဲ့ခေတ္တကလည်းတန့်ကျင်လာကြုံပိတ်ဟုတ်တယ်အကောင်လုံးကတော့ရောက်ပိတ်လာပဲမရဘူးလေသိနေလားချန်ပြန်ဖြစ်တာပဲအဲ့လိုမျိုးပေါ့နော်လွတ်လွတ်တဲ့ဟီးရိုပိုင်ပိုင်တဲ့ဟီးရိုရရဟီးရိုဥမာဟီးရိုမရဘူးဗျာတန့်ကျင်လာရှော့မလားရတယ်အချိန်ချင်းလာပိတ်လို့တန့်ကျင်လာရှော့မလားရှော့တယ်ကွာတန့်ကျင်လာတယ်များလို့ချန်ကျင်လာရှော့မလား ချော့တယ်ကွာအဲ့လိုမျိုးဖြစ်အဲ့လိုမျိုးဖြစ်နေရတာဥပမာအချိန် only ပဲချော့တော့မယ်လို့ပါတော့လို့ရင်တန်ကျင်လာတန်ကျင်လာတွေဖွင့်မိတာတန်ကျင်လာတွေမချော့ကြဘူးအချိန် only ပဲချော့မယ်လို့ရင်ရှင်ချုပ်ကုန်လာအဲ့မသိရှိရှင်ဝါတဲ့ဒီကချက်မှာအဲ့ဒါကြောင့်ထင်တာပဲကျွန်တော်ကန်ကလုံးဝတန်ကျင်လာမချော့ကြဘူး ကဲလောကတက်ငယ်လာမရှော့ကျင်ဘူးသူရဲ့သူသူအဆင်ကြက်တဲ့ဟီးရိုးအဆင်လာအကုန်တောင်းနေဘာလာကြောင်းအောင်ဆောင်းနေအဆင်ဆိုအကုန်သူကဆော့တယ်တက်ငယ်လာဆိုသူကမဆော့ဂျွေးပဲမကြိုက်ဘူးပေါ့အဲ့လိုမျိုးအချိန်မှာတက်ငယ်လာရှော့မဲ့ပွဲတွေပါရှိတယ်ဗျာအိုနင်းတို့ဘာလို့လဲပွဲမှာတက်ငယ်လာတပွဲတော့ဆော့လိုက်တယ်နေဗျာဖရက်ဒင်တို့ဘာလို့လဲဆော့တော့ဆော့ခဲ့တယ်ပြန်နိုင်အဲ့လစ်တွေပါထွက်ခဲ့ထုတ်ခဲ့သေးတယ်ဒါပေမဲ့အစမပြေဝါဟုတ်ဟိုဘက်ကဒီ last pick counter pick ကတောက်လျှောက်ကိုသူတို့ကန်ဆာပေးွားတာဒီပွဲတောက်လျှောက်မှာဒါဒီပြိတ္တတွေလက်ရှိပြောနေကြတော့ဒီအောက်ဒီမှာဆိုလဲကျွန်တော်တို့တွေ့ရတယ်ဒီ နီးပြပိုင်းနဲ့ပတ်သက်ပြီးတော့ဒီအသင်းနှစ်သင်းကြားမှာကွာရှာကွာဟာချက်အရင်ကြီးတယ်လို့လည်းတွေ့နေရတယ်အဲ့ဒါအပေါ်မှာဝိုင်းဘယ်လိုမြင်လဲနီးပြပိုင်းကွာဟာချက်ကြီးတယ်လဲရှာလို့ရင်နီးပြတွေဆိုတာမျိုးက player ရဲ့ hero ဘူး mechanic ကိုအဓိကထားပြီးတော့အဲ့ player ရတဲ့ hero ကိုရွေးပြီးထုတ်ပေးရတာပေါ့နော်အဲ့လိုရွေးပြီးထုတ်ပေးရတာပေါ့နော်နီးပြရဲ့ hero version တော့မတတ်ဆိုင်ဒီຢာတွေအကုန်လုံးကဘာလို့လဲကျွန်တော်ကိုယ်တိုင်လည်းနီးပြလုပ်ခဲ့ဘူးလို့ player လည်းအကုန်လုံးလုပ်ခဲ့ဘူးတာဆိုတော့ဒီ player ရတဲ့ hero ပုံမူတည်ပြီးတော့ထုတ်ရတာဗျ။ Onyx ကဘာလို့လဲ outro တွေအဲ့လိုမျိုးရင်းထုတ်သွားခဲ့တယ်ဆိုတော့ ရီယယ်ပလေယာတွေကအကုန်တောင်းတယ်။ဂိုင်းလိုအဆော့ပေးမလဲ။ကြိုက်တဲ့ဟီလိုကိုဆော့ဆော့ပေးတယ်။ဒီကွာကွာလာလာတောင်းတယ်။ဆော့ဖို့ဆော့ပေးရမလား။တန်းဆော့ပေးရမလား။ရတယ်။ဆန်းဆန်းကြိုက်တဲ့မေရှိကိုပြောကုန်ရတယ်။ဒီမှာသူတို့ကဒီကနေ့ပါလို့နည်းနည်းသိမလားနည်းနည်း hero ရွေးတာကလို့ EHP နဲ့ goalin တော့ပဲရှိမှာဗျာ။ကျန်တဲ့ mega 3កောင်อ่ะ။ဘာလာတောင်းတယ်။အဲ့လိုမျိုးကတော့တိုက်လို့ drop ကို play လို့ရတယ်ဗျာဒီလေ။အဲ့လိုမျိုးအချိန်မှာကျွန်တော်တို့မြန်မာကကျတော့ hero ဘူးကကျတော့အဲ့လိုမျိုး support shot လာကျတော့လည်း support ကလည်းမ shot ဘူး။တန်းကျင်လာ shot လာကျတော့တန်းကျင်လာမ shot ဘူး။ trainer နဲ့ hero လေးပဲဗျာ trainer နဲ့ hero လေးပဲလို့ patch shot နေတဲ့အချိန်မှာဒီ hero ပဲထုတ်အောင်ပါဗျာမတက်နိုင်ဘူး coach တောင်နေနေဟိုဘက်က outdoor ထုတ်လဲကိုဒီမှာဒီ outdoor အတွက်ကို plan B မရှိတဲ့အတွက်ဒါနဲ့ပဲပြန်ချတာဟို hero မကျဲဘူးမဟုတ်ကျဲတာကျဲတယ် player တွေကကျဲတာကျဲတယ်ဒါပေမဲ့ကိုကိုကတ်တတ်ထားတာဗျာသိမလားဟာဆိုတော့တန်းကျင်လာမဆော့ဘူးဗျာညာအဲ့လိုမျိုးကတ်တတ်ထားတဲ့အချိန်မှာ coach ရထားပေးရဗျာ coach နေနဲ့ကွာလားခုတို့အမြင်ကြည့်ရလို့ရှိရင် coach ရတော့ကွာမှာပဲလေ ဘာလို့လဲဒီ local player local coach ကောင်းပြတော့မဟုတ်တော့လင်းတဲ့ဒီကတကယ်ကောင်းတဲ့ coach တကယ်ကောင်းတဲ့ coach ဟိုမှာဟိုဘက်က coach ကြီးလည်းကြည့်အောင်လေဗျာသိရမလားဟောလက်ရှော့ဘယ်နဲ့ကွင်းလက်ရှော့ပြည့်နေလက်ရှော့ကပြည့်ပြီဒီကွယ်တရားပြည့်အဲ့လိုအဲ့လို coach ကြီးနဲ့ကွင်းတော့ကွာပါပဲသိရမလားဒီ indoor ကဒီ ဒီအာရှလိုကယ်အသင်းတသင်းမပြောနဲ့ဒီဟိုဘက်ကအင်ဒိုလိုမျိုးဒီကောင်းပါလေဆိုတော့ဒီပြချင်းချင်းတော့ဒီကောင်းရှင်းလာကောင်းရှင်းရကောင်းกว่าကြီးဟုတ်တယ်အဲ့တော့ဒီဘဲ level ကတော့တဆင့်ကတော့မြင့်ပါပဲဒါပေမဲ့ဆွမ်းနာပြောလို့ပေါ့ပရိသတ်အားလုံးရဲ့ဒီမျောလင့်ထားတဲ့အချိန်မှာတော့ဒီအနည်းဆုံး3 2လားအဲ့လိုမျိုးပြန်နိုင်မယ်လို့တော့မျောလင့်ထားတာပေါ့ဒီလိုကြီးဖြစ်သွားတယ်ဆိုတော့ဒီနည်းနည်းတော့ဆွမ်းနာပြောလို့ဝေဖန်ခံရတယ်ပေါ့ဒီနီးပြတွေပေါ့အဲ့တော့ဒီဆွမ်းနာကဒီဝိုင်းရပြောလို့ပေါ့ဒီနီးပြလဲလို့ဖွယ် player လို့ဆိုတော့အခုဒီ player track ကိုတော့ပြန်မလာတော့ဘူးဆိုတော့နောက်ပိုင်းမှာနီးပြအနေနဲ့ရောပြန်ဝင်လာဖို့ရှိအောင်မလားနီးပြဝင်တဲ့တကယ်လို့ လုံးဝအဲ့လိုစိတ်ပါတယ်အဲ့လို passion လေးဖြစ်သေးတယ်ဆိုရှင်တော့ဒီပြနေနဲ့ပဲပြန်ဝင်လာဖို့ပဲရှိရဗျ player နေနဲ့ကတော့မရှိတော့ဘူးအဲ့ဒါကြည့် player နဲ့က player အနေနဲ့ကတော့ပြင်မြင်ရဖို့မရှိတော့ဘူးပေါ့နော်ကျွန်တော်တို့ဒီတစ်ချိန်တော့ကဒီ LOD ပွဲတွေမှာဆိုလို့ချင်းဒီ YF ရဲ့ဒီ Asma တို့လပုတို့ဆိုတာဒီလုံးဝအရင် hype ခဲ့ရတဲ့ hero တွေပေါ့ဒီအဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်လည်းဒီ hero တွေကလွှဲပါမလဲ YF ရဲ့ဒီ signature တွေဖြစ်ခဲ့တယ်ပေါ့အဲ့ဒီပြိုင်ပွဲတွေမှာဆိုလို့ရှိရင်အဲ့ဒီအချိန်တုန်းကရော confident level အမြင့်ဆုံးပဲလားအဲ့ဒီအချိန်မှာဆော့ခဲ့ရတဲ့ အဲ့ဒီတော့ကိုယ့်ရဲ့ brightness လို့ပဲပြောမှာပဲဘာလဲကိုအတက်ကလည်း prime chain ပဲဗျာအတက်ကလည်း prime chain လက်ကလည်း prime chain ကတော့ကွန်ဗီနီယံလည်းလုံးဝရှိကုန်ပဲ ID လို့ရရင်နိုင်ပြီအဲ့လိုအဲ့လိုသဘောမျိုးဒီအဲ့လိုမျိုးသဘောမျိုးဒီအဲ့လိုထီကိုစိတ်ထဲမှာဝင်ခဲ့တယ်ဗောဒီ hero အားရရင်တော့နိုင်ပြီလောက်ထီကိုဟောဖြစ်ခဲ့တယ်เนาะဒီဗောအခုလက်ရှိဒီပြိုင်ပွဲအပြီးမှာဆိုလို့ရှင်ဒီပြိုင်ပွဲတွေကတော့ပြန်ဆော့နေပြီဒါပေမဲ့ဒီကျွန်တော်တို့ဒီ mic စီမှာဆိုကြီး player နှစ်ယောက်မပါတော့ဘူး zipi ရဲ့ ကြံရနားသွားတဲ့အပေါ်မှာဝိုင်းအနေနဲ့ဘယ်လိုမြင်လဲဘာကြောင့်လို့ထင်လဲသူဒီပြိုင်ပွဲအပြီးမှာပဲသူတို့တော်ပြီဆိုပြီးနားသွားတဲ့အပေါ်မှာပေါ့အာဘယ်လိုထင်လဲဆိုတော့ကန်တို့မတော်ကအရင်ကကျွန်တော်သိတယ်ဆိုတော့သူကဒီ MSC ကိုသူတို့ရဲ့နောက်ဆုံးပြိုင်ပွဲလို့တတ်မှတ်ထားပြီးသားဒီပြိုင်ပွဲကသူတို့မဆော့ခင်နေရသူတို့မှာတန်ရှင်းအောင်တန်တိုင်းရှင်းအောင်သူကနားပြီအော်ရှင်ဘီတို့မတော်ကဆက်သွားမယ်ဗျာဒါပေမဲ့ရှင်ဘီအခုအချိန်မှာနားဝလာနောက်တင်းချင်းဝကျွန်တော်လည်းမသိဘူးအဲ့တော့ကျွန်တော်လည်းမသိဘူးကန်ကတော့အဲ့လိုမျိုးပြောပြီးရသူ short short ဆော့ခဲ့တာဗျာအပြိုင်ပွဲကိုဒီပြိုင်ပွဲပြီးလို့ရှိရင်သူနားပြီပေါ့နော် အဲ့တော့အရင်ပွဲတွေတည်းကသူတော်တော်ကျုံလာဗျာအရင်ပွဲတွေတည်းကသူနားပြီးနားပြီးပြီးလုခဲ့တာဗျာဒါပေမဲ့အဲ့တုန်းကကျော်တရှင်ကိုလုံးဝလို့တက်တက်မတ်လုံးဝမချခဲ့ဘူးဒါပေမဲ့ဒီပြိုင်ပွဲကြမှာသူအဲ့လိုမျိုးချခဲ့တဲ့သဘောနဲ့တူပါတယ်ဒါပေမဲ့သူနားဝါပြီပေါ့နော်နားဝါတဲ့အချိန်မှာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့ generation ကဆက်ကန် generation ကသိမလားဆက်ကန် generation ကလူတွေနဲ့တက် generation ကနေပြီးပေါင်းပြီးရှားသွားဖို့ပဲရှိတော့ရယ်ပေါ့နော်အဲ့လိုဒီ player တွေကောင်းပါတယ်ဒီ player တွေအကုန်လုံးလဲနားကုန်ကြပြီ